ော်ဒီ display ကိုဟိုပြန်ဆိုမဲ့ဟိုပြန်ဝင်ခြင်းနေပေါ့เนาะတေးဆရာတွေကိုလည်းဟိုပြောပြပါအောင်ဆိုလဲသူဆက်ဆက်ရာသူကကုညီပေးတယ်ဟိုအရန်တော်ပါရဲ့ကုမျိုးอ่ะပေါ့เนาะဟို စီစဉ် entertainment ကနေပြီးတော့တင်ဆက်ပေးနေကြ update message program နေပြီးတော့ကြုံဆိုလိုက်ပါတယ်ရှင်ဒီကနေ့မာဒလီအမှုပညာဝန်ဆောင်မှုလုပ်ငန်းမှာအင်ဒိုရိုက်ကူးရေးတွေပေါ့နော်ရိုက်ကူးနေတယ်လို့သိရပါတယ်အဲ့တော့တေးတန်ရှင်ဘယ်သူတွေပါမလဲဆိုတာကိုဟန်နေနဲ့တူတူလိုက်ပြီးတော့ကြည့်ရှုပေးပါအောင်နော်တနက်နဲ့တချင်နဲ့လူပညာခဲ့တဲ့တေးတန်ရှင်ဒီမှာလေးရှင်စင်ရုပ်လောင်နဲ့အခုလိုပဲတွေ့ဆုံမျိုးများဖြစ်ခဲ့ပါတယ်ရှင်ဒီမှာလေးမင်္ဂလာပါရှင်မင်္ဂလာပါဒီမှာလေးဒီနေ့ရိုက်ကူးရဲ့တချင်လေးနဲ့ပတ်သက်ပြီးတော့ပြောပြပါမယ်နော်ကဲပါဒီနေ့ရေကူတာကတော့ဟိုကိုပိုင်ချင်း၆ပုံနဲ့ ပြန်ဆိုတဲ့နှစ်ပုတ်ဖြစ်ပါတယ်အားလုံးပေါင်းရှစ်ပုတ်လာပြီးရိုက်ခါဖြစ်ပါတယ်။ Adley News Studio မှာပေါ့နော်လာရောက်ဖြစ်ခဲ့တဲ့အကြောင်းလေးလည်းပြောပြပေးပါအောင်နော်။ဟုတ်ကဲ့။ဟိုအရေအားသမီးမဒလီမှာခုထိုက်ခြင်းတွေကလူသိများရတယ်ပေါ့နော်။အားကြောင့်မလို့သမီးနောက် ထမဲတချင်းနေပြဆိုလေးတွေအကုန်လုံးကိုဒီမှာဒလိမှာပဲအများတန်းရိုက်ကူးဖြစ်ပါတယ်ချင်းလေးတွေဆိုလည်းကိုမျိုးမှာဒလိနဲ့ပဲရိုက်ကူးတာဖြစ်ပါတယ်ဒီမှာအဲ့လိုဒီမှာလာရောက်ရိုက်ကူးရတာဟောဒီမှာလေးနေနဲ့အဆင်ပြေလားဒီချင်းလေးကိုဟိုပြန်ဆိုမဲ့ဟိုပြန်ဝင်ခြင်းနဲ့ပေါ့နော်တင်းဆရာလေးကိုလည်းပြောပြပါအောင်ဆိုလဲဆက်ဆက်ရအောင်ကိုကြီးပေးတယ်ဟိုအရန်တော်ပါရဲ့ကိုမျိုးอ่ะပေါ့နော် ဟုတ်ဆင်ပြေပါတယ်ဟိုသမီးလိုအပ်တာလေးရှိလဲဥမျိုးပြောပြတယ်ဥမျိုးကလက်ခံတယ်ပေါ့နော်ဥမျိုးဒီတချင်းလေးသမီးဝယ်ခြင်းလဲသမီးနောက်ထပ်ချင်းလေးထုတ်ဖို့လဲဆရာကျမပဲလာရိုက်မှာဖြစ်ပါတယ်လာရိုက်ဖြစ်မှာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ဒီခုရိုက်ထားတဲ့တချင်းလေးတွေရောဘယ်ကနေပြီးတော့ကြိရှုခံစားရမလဲဆိုတာလေး message ပေးပြပါဟုတ်ဟုတ်ဟိုဒီမှာရရင်တော့ဟိုသမီးကောက်ကလည်းတင်တယ် ဟိုဒီမှာရှိတယ်10ယောက်ဆိုလဲ10ယောက်ဆိုတော့ရိုက်တင်တယ်အဲ့ဆိုလူပိုတိသွားတာပေါ့နော်ကိုတယောက်တည်းမှမဟုတ်ဘူးလာရောက်တရှိူတဲ့လူတယောက်2ယောက်တည်းကလည်းကိုဗီဒီယိုကပောက်သွားနိုင်တယ်လေအဲ့ကြောင့်မလို့ကိုမျိုးမန္တလေးနုပညာဝဆောင်မှုမှာဟို ရိုက်ကူးရိုက်ကူးရေးတွေအားလည်းရှိတယ်ဟိုတနေရာထဲမှာပြည့်ပြည့်စုံမှုကိုရရှိနေဆိုရယ်ကိုမျိုးမှာဒလီအမှုပညာဝဆောင်မှုကိုလာရောက်ဖို့သမီးအဖိတ်ခေါ်ပါတယ်ပြပါခုလိုချိန်ပေးပြီးဖြည့်ကြပေးတဲ့ညီမလေးကိုလည်းကျေးဇူးအများကြီးအများကြီးတင်ပါတယ်ဟုတ်ညီမလေးရဲ့တခြင်းတွေလည်းစောင့်မျှော်အားပေးနေပါမယ်ဟုတ်ကဲ့ပါကျေးဇူးပါ နီလေးရဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုပေးနေကြသူတအုပ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်နော်